မျိုးသားပညာရေးဥပဒေထွေဖန်းစည်းခံထားတဲ့ကျောင်းသားတွေဝန်းရံခဲ့တဲ့ပြည်သူတွေနဲ့နိုင်ငံရေးကျင်းသားတွေအားလုံးကိုလှုပ်ပေးဖို့တွန်းအားတည်းအဖြစ်ပြုလုပ်တဲ့ပကြီးကတွန်းဂီတကပြာစတဲ့အမှုပညာလေးမျိုးပြဝဲကိုဇွန်လ၈ရက်ကစပြီးတော့88မျိုးဆက်ငင်းကြင်းနဲ့ပွင့်လင်းလူဖွဲ့စည်းရုံးကမှပြုလုပ်နေပါတယ်။မြန်မာပြည်မှာဒီမိုကရေစီအော်နေပြီးနိုင်ငံရေးကျင်းသားတွေလည်းရှိနေတဲ့အမီးမောင်မတည့်မှုတွေကိုပေါ်လွင်စေခြင်းပြီးယုံကြည်ချက်တစ်ခုကြောင့်အချင်းချာနေသူတွေကိုမော်ကွန်းထိုးပေးတဲ့သဘောနဲ့ အခုလိုကျင်းပတာလို့ကိုမင်းကိုနိုင်ကပြောပါတယ်။အချင်းချောင်နေတဲ့အပြင်ဆိုတာဘလောက်ဝေဝေခံယူချက်ချင်းအတူတူဆိုတာပြနိုင်ရင်တင်တဲ့လို့ဆိုပါတယ်။ကျွန်တော်တို့တိုင်းပြည်မှာဒီမိုကရေစီဆိုပြီးတော့နိုင်ငံရေးအကျဉ်းသားရှိနေတယ်ဆိုတာအဲ့ဒီအမိမောက်မတည့်တဲ့ကိစ္စတော့နံပါတ်1ပေါ်လွင်အောင်ကြိုးစားတာပေါ့။ကိုယုံကြည်တဲ့နိုင်ငံရေးယုံကြည်တဲ့တစ်ခုခုနဲ့တိုက်ပွဲဝင်ကြရင်လည်းချုပ်သားဘွားအကျဉ်းသားဘွားရောက်နေကြတယ်။သူတို့တွေအတွက်ကျွန်တော်တို့ရည်စူးပြီးတော့လုပ်တာ။သူတို့ရဲ့လုပ်ရသူတို့ရဲ့စွမ်းဆောင်ချက်တွေကို ျွန်တော်မော်ကုန်းထိုးပေးတာအဲနဲ့အပြင်နဲ့ဘလောက်ဝေးဝေးပေါ့ဘလောက်ကွာကွာကျွန်တော်တို့အတူတူပါပဲဆိုတာပြနိုင်ရင်ကိုကျွန်တော်ကျေနပ်လာပါဘူးလုံရကြပြုလုပ်မဲ့ဒီပွဲမှာပါဝင်အားဖြစ်တဲ့ကတ်တုန်ကိုဝင်းအောင်ကလက်ပတ်ညီကចောင်းသားတွေကိုရိုက်နှက်ခဲ့တဲ့ပုံတန်တိုင်နောက်ွယ်ចောင်းသားတွေပုံတွေကိုရေးဆွဲထားတဲ့ပြင်ကလေးတွေကိုမတရားဖမ်းဆီးတာဟာအာနာရှင်ဆန်တဲ့အပြုမှုဆိုတာသိသိချင်းတယ်လို့ဆိုပါတယ်အဲဒီပွဲမှာကတ်တုန်နှစ်ပုံ ရေးပြတယ်တမင်တပုံပထမပုံကဘာလဲဆိုတော့ ဒီလက်ပတ်နေတွေကပြောတာဗောနော်ចောင်းသားကိုយ៉ាក់နေတဲ့ပေါ့အဲ့ဒီចောင်းသားကိုយ៉ាក់နေတဲ့ဒီតាវិនဆိုတဲ့လက်ပတ်နေရဲ့လက်ကိုកាញ់ပြီးတော့တကယ်យ៉ាក់ပြီးတဲ့တဲ့ခံကဘသူလဲဆိုတာကိုသိစေခြင်းလို့ရေးတဲ့ကာတွန်းတစ်ပုံပေါ့နောက်တစ်ပုံကဘာလဲဆိုတော့ဒီအချင်းချခံနေတဲ့အကျံပက်ကံចောင်းသားကနေပြေပေါ့နော်ထောင်ထဲကနေတန်နိုင်တဲ့ကနေပြီးတော့မှခေါင်းလန်တော် ပြင်မာရှိနေတဲ့အကြောင်းသားတွေကိုလက်ကမ်းပေးတဲ့ပုံပေါ့ဒါမတရားမှုကြီးဖြစ်တယ်ဒါလူမဆန်တဲ့နော်နိုင်တဲ့စီနေတာအနာရှင်ဆန်တဲ့အပြစ်မှုဖြစ်တယ်ဆိုတာကိုအဲ့ဒီပုံမှာကိုတတ်နိုင်တဲ့ဒီအမှုပညာနဲ့ဒီခန်းကနောက်တစ်ခုကဒီပုံမှာပါဝင်လာပါပဲဒီလောက်ပါပဲနော်တရားရီခေါင်မှာဖန်းစည်းခံချရတဲ့ကျောင်းသူဖြူဖြူအောင်ရဲ့ဖခင်ကတော့ဖန်းစည်းခံကျောင်းသားတွေနဲ့ဝန်းရံခဲ့တဲ့ပြည်သူတွေအတွက် ပြပွဲတွေစုပေါင်းပွဲတွေများများလုပ်ပေးတာဟာကျောင်းသားတွေရဲ့စိတ်တကူမြင့်တက်စေအောင်သာမကပဲကျောင်းသားမိဘတွေကိုလည်းခွန်အားတည်ရဖြစ်စေတယ်လို့ဆိုပါတယ်အခုလိုပွဲတွေဟဲ့လားနော်ဒီစူပေါင်းပွဲတွေဟိုကဒီပြပွဲတွေ လူမြာပြဝဲတွေဒါတွေအားလုံးကဆိုချင်တော့ဒီခန်းစားတဲ့အကြောင်းစောင်းရည်ဟဲ့လားလူမြာမှုကအထောက်အကူများဖြစ်ပါတော့ဒီအကြောင်းအကြောင်းတွေစိတ်သက်ကိုအထဲမှာဒုက္ခရောက်နေတဲ့တောင်းကောင်းတဲ့ဝိညာဉ်တွေစိတ်သက်ကိုမြင့်နေစေတဲ့အပြင်မှာသူရဲ့မိဘတွေဟာစင်တူသားချင်းတွေတော်တော်အပြင်မှာထောက်ခံပေးနေတဲ့မိတ်ဆွေဒီလူတွေရဲ့စိတ်သက်ကိုလည်းမြင့်နေပေးပါတယ်ဒါရီယာဆန်ကျွန်တော်ကျောင်းသားတွေလူမြာမှုကအများကြီးထောက်ဖို့ဖြစ်နေတယ်